အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီကိုတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့အဆက်အယံစားရရခမအိဆော်ရပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစ်စင်တင်ဆက်တူအနာပါငငယ်လေးကလေးကအချို့အယံကြိုက်တဲ့မိန်းကလေးတယောက်ကိုသူ့ရဲ့မိဘတွေကတော့ Misty ဆိုတဲ့နာမည်ပေးခဲ့ပါတယ်ငရုတ်သေးတွေအဆက်တွေစားရတာကိုအယံမုန်းတဲ့ Misty တယောက် တရကြရင်တော့အဆက်အလွန်စားတဲ့ရခမအင်ကိုရောက်ရှိသွားလိမ့်မယ်လို့ဘယ်သူကရောထင်ပါလိမ့်မလဲ။မစ္စတာရခမအင်ကသူ့အားလုံးကတော့အဆက်စားရအရန်ကြိုက်ကြပါရဲ့။ရခမအင်ကချက်ပြုတ်ထားတဲ့ထမင်းဟင်းတွေကိုပထမဦးဆောင်စားခဲ့တဲ့အချိန်မှာပဲသူမနားရဲကနေအငွေ့တွေထွက်လာခဲ့ပြီးမျိုးလုံးတွေလည်းပြူးသွားခဲ့ရပါရဲ့။သူမရဲ့အခြေအနေကိုတွေးကြရတဲ့အခါမှာသူမယောက်ျားဖြစ်သူကလည်းမေးခဲ့ရပေါ့။ဘာဖြစ်တာလဲမိမရဲ့အဆင်ပြေရဲ့လား။ရှင်တို့အိမ်မှာငရုတ်တီအဆက်တလောက်တောင်မှစားကြရလားရှင်။ ကျမထပ်ပြီးတော့မစားနိုင်တော့ဘူး။ဒါလောက်စားတဲ့အစားအသောက်တွေကိုကျမဘယ်လိုစားရမှာလဲ။စက်တယ်ဟုတ်လား။ဘယ်မှာလဲငရုတ်သီးငရုတ်သီးကပါတော့မပါဘူး။ငါကိုယ်တိုင်လည်းဒါဘယ်စားနေရပဲလေ။ငါကြတော့ဘယ်မှာစက်လို့လဲကွာ။အိုဖရာသခင်ဒုက္ခပါပဲရှင်မစက်ဘူးလား။ရှင်အခုမစက်ဘူးဆိုရင်တော့မနဲ့ကြရင်စက်လိုက်မယ်။ဒီအချိန်မှာရခမွန်ဖြစ်သူကလည်းဒီမောက်ကိုအတန်ပေးလိုက်ပါရဲ့ချွေမရဲ့ချွေမလေးဒီလိုလာပါဦးဟုတ်ကဲ့ပါအမေကျမလာခဲ့ပါမယ်မင်းကလည်းကွာဒီပုံစံအတိုင်းအပြင်ကိုထွက်သွားမလို့လား မင်းမျက်ရည်တွေပါတွေကိုလည်းတုံဆမ်းမအောင်မစ္စတီသွားလိုက်တဲ့အချိန်မှာရခမဖြစ်သူကပြောလိုက်ပါတယ်ချွေးမလေးရေမနေ့ပြန်ကြရင်ဒူဘိုင်းကနေနေရရောက်မှအကြီးလာလိမ့်မယ်မင်္ဂလာဆောင်တုံးကတော့သူလည်းအရန်ကိုဝေးနေရတယ်မလားဖြစ်လိုက်ဘူးငါတမလီကအရန်ကိုအလုံများရှာတာလေသူမှအချိန်လည်းမရှိတာနဲ့မလားဖြစ်လိုက်တော့ဒီတစ်ခါတော့သူတို့လည်းအလုပ်တွေအကုန်လုံးအနားယူပြီးတော့15ရက်လောက်လာလဲကြလိမ့်မယ်နေမိဘရင်ကိုသွားခြင်းနဲ့ဆိုရင်တော့15ရက်ကြောသွားတော့မှပဲသွားလိုက်တော့နော် ဟုတ်ကဲ့ဟုတ်ကဲ့ကောင်းပါပြီအမေကျွန်မအဲ့လိုမျိုးလုပ်လိုက်ပါမယ်။နောက်နေ့မှာတော့ဒီအိမ်ကသမီးအကြီးဖြစ်တော့ကလည်းတရက်မိသားစုဝင်တွေနဲ့အတူတူရောက်ရှိလာခဲ့ပါတယ်။ခဏနေတော့အိုင်ရှာကလည်းပြောလိုက်ပါတယ်။အမေအိမ်ကမိသားစုဝင်တွေအကုန်လုံးကိုတော့ကျွန်မတွေ့ပြီးသွားပြီ။အမေရဲ့ချွေးမလေးကတော့အခုချိန်ထိအိယာကမထသေးဘူးနဲ့တူပါတယ်။အေးပါသူအိယာကနေနိုးနေတော့ပါပြီ။ငါသူ့ကိုအခုပဲခေါ်ပေးမယ်နော်။ကဲကဲကဲမစ္စတီရေမစ္စတီအပြင်ဝင်ထွက်လာပါဦး။ဒီမှာနေရောင်မအကြီးရောက်နေရဲ့ဟဲ့။ မစ္စည်းအပြင်ကိုထွက်လာခဲ့ပြီးနောက်မှာတော့အကြီးတွေကိုကတော်ခဲ့ပါတယ်။ကြည်ပါအောင်ကြည်ပါအောင်ငါရောင်မလေးကလှလိုက်တာအရန်လှတာပဲ။ကဲဒါနဲ့ရောင်မကြီးရုပ်ကပဲအရန်ချောင်းမလှပနေရလားထမင်းဟင်းတွေပါရောကောင်းကောင်းချက်ပြုတ်ကြရလား။မင်းရလေကွာတကယ်ပါပဲအခုမှလာတာပဲရှိသေးရဲ့စပြန်ပြီ။ကျွန်မကထမင်းကောင်းကောင်းချက်ချက်ပါတယ်။ပြောပါဘာစားခြင်းလဲစားခြင်းတော့အားလုံးကိုလှုပ်ပေးမယ်နော်။ရပါတယ်ဘာပဲချက်ကြွေကြွေကျွန်မတို့ကတော့ကောင်းကောင်းစားနိုင်တယ်။ကလေးတွေအကြွစားတော့ဖို့တခုခုလှုပ်ပေးလိုက်ပါအောင်ရှင်။ မစ္စတီကလည်းစဉ်းစားနေခဲ့ပါတယ်။အင်းအမသဘောကျသွားအောင်ငါဘာလုပ်ပေးလိုက်ရင်ကောင်းမလဲ။အခုချိန်ထိမစ္စတီကလည်းမိဖို့ခန်းထဲမှာဘာမှမပြေမစင်ရသေးပါဘူး။ဒီနေ့ကလည်းသူမပထမအိုးဆုံးမိဖို့ခန်းထဲဝင်ရတဲ့နေပဲလေ။သူမကလည်းတခုခုမှရွှင်သွားမှာကိုကြောက်ရနေတဲ့အကြွားရောက်မှဖြစ်သူကိုမေးလိုက်ပါတယ်။ဒါနဲ့အမေကျမဘာချမ်းရင်ကောင်းမလဲ။ချွေးမလေးရေးရတဲ့အကောင်းမွန်ဆုံးဟင်းတွေကိုသာချလိုက်တော့နှုတ်ခဲဟင်းချလိုက်လေ။နေ့ရောင်မကနှုတ်ခဲဟင်းအရန်ကြိုက်တယ် အချင်းတွေဘာတွေလဲလှုပ်လိုက်အောင်နော်ခလေးတွေစားဖို့အတွက်ကိုတော့ခေါက်ဆွဲလေးဘာလေးပဲလှုပ်ပေးလိုက်ပါမစ္စတီကတော့ရခမဖြစ်သူပြောတဲ့ထမင်းဟင်းတွေကိုကောင်းကောင်းချက်ပြုတ်ကြပါရီသူမကလည်းထမင်းဟင်းတွေကိုစားတင်ချက်ပြုတ်နေခဲ့ပါရီထမင်းဟင်းတွေအားလုံးချက်ပြုတ်ပြန်ဆန်တော့ပြီးစီးသွားခဲ့တဲ့အခါမှာသူမအားလုံးကိုထည့်ကျွေးခဲ့ပါရီထမင်းဟင်းတွေကကြည်ရတာတတော်လေးအရသာရှိမဲ့ပုံပါပဲအားလုံးကလည်းပိုက်စားနေခဲ့ကြပါပြီအိုင်ရှာရဲ့ယောက်ျားဖြစ်သူကလည်းအယုရှ်ကိုပြောလိုက်ပါရီကဲရောက်ပါရင်မင်းရောတကယ်အရန်အကန်ကောင်းတာပဲနော် စိန်ထုံးတော်မိမမျိုးရှာပြီးတော့ယူလာခဲ့တယ်။သူကချောကလည်းချောတယ်၊ဓမင်းဟင်းလည်းကောင်းကောင်းချက်ပြုတ်တတ်တယ်။ကြီးရတော်ကဘလောက်တောင်အရသာရှိနေမှာတော့စားလိုက်မယ်ဆိုဘလောက်တောင်မှအရသာရှိလိုက်မလဲ။ကဲကဲကဲဒါဆိုလို့ရှင်တော့အခဲကိုလည်းစားလိုက်ပါတော့ဗျာ။ဓမင်းဟင်းတွေကကြီးဖို့အတွက်မဟုတ်ဘဲနဲ့စားဖို့အတွက်လေ။ပြီးတော့ဒါကမစ္စတီပထမဦးဆောင်မိဖို့ကံနဲ့ဝင်ရတဲ့ရမဟုတ်လား။သူ့ကိုမုတ်ဖို့ပေးဖို့အတွက်တခါရဲပတ်စံလေးပါလေးထုတ်ထားကြပါဦး။အလုံးထမင်းစားတင်စားတော့ခဲ့တဲ့အခါမှာထမင်းကိုမစားတော့ကြတော့ပဲမစ္စတီကိုပဲကြည်နေခဲ့ကြပါရဲ့ ။မစ္စီကလည်းကြောက်လန့်တကြနဲ့ပြောလိုက်ပါရည်။ဘာများဖြစ်သွားလို့လဲရှင်။ကျမချက်ထားတဲ့ထမင်းဟင်းတွေစားလို့မကောင်းဘူးလား။ပြဿနာတခုခုများရှိလို့လား။ဘာဖြစ်လို့အားလုံးပဲကျမကိုအခုလိုမျိုးကြည့်နေကြရတာလဲ။ချွေးမလေးရေနင်တာဘာရီကိုချက်ထားရတာလဲ။ထမင်းဟင်းကိုဒီလိုချက်ရတယ်လို့နင်တို့ဘယ်သူကပြောလဲ။ဒီထဲမှာစားကလွယ်လို့ဘာတခုမှမပါဘူး။နေထမင်းဟင်းမချက်ပြုတ်တတ်ဖို့ဆိုလို့ရှင်လဲငါ့ကိုမေးပြီးတော့ချက်ပါလားအိုင်ရှာကလည်းရီမောင်းနေပြီးတော့ပြောခဲ့ပါတယ်ကြည်ပါအောင်ကြည်ပါအောင်ထင်ထားတာနဲ့တက်တက်ဆင်အောင်တွဲပြီး ရှင်ကလည်းသူ့ကိုအများကြီးချီးကျူးလိုက်ကြပဲ။ငါလည်းဘယ်သိမလဲ။သူကထမင်းဟင်းကိုဒီပုံစံချက်ထားမယ်ဆိုတော့ဂျာကိုစားမယ့်အစားဆံပြုတ်စားရမှာကောင်းအောင်မယ်။မစ္စည်းကလည်းအရန်ကိုစိတ်ပြတ်သွားခဲ့ပါတယ်။သူမှမျက်ရောင်ဝဲသွားခဲ့ပါတယ်။ထမင်းဟင်းတွေကတော့ကောင်းပါရဲ့ရှင်။ကျွန်မချက်ပြုတ်ပြီးသွားတဲ့အခါမှာမြည်ကြည့်ခဲ့ပါသေးတယ်။အဆင်ပြေနေရပါပဲ။ဘာဖြစ်လို့ရုတ်တရက်ကြီးအရသာကဆိုးရွားသွားရတာလဲ။ဒါဆိုရင်တော့မင်းကဘာကိုပြောချင်တာလဲမစ္စည်းရဲ့။အားလုံးကအတူတူလိန်ပြောနေကြပြီးမင်းတယောက်တည်းမှန်ကန်တယ်ဆိုပြီးတော့ပြောချင်တာလား။ မင်းအခုလိုစကားတွေပြောထွားလိုက်မယ်လို့ငါလုံးဝမမျှော်လင့်ထားဘူးတိလားဒီထမင်းတွေအကုန်လုံးကိုစပွဲပေါ်ကမှပြီးရှူသွားလိုက်တော့ငါတို့အိမ်မှာဒီလောက်ထိအရသာပေါ်ရှင်နေတဲ့အစားအသောက်တွေကိုဘယ်သူမှစားတော့ကြတာမဟုတ်ဘူးမင်းတို့မိဘအိမ်မှာပဲဒါမျိုးတွေစားတော့ကြတာဖြစ်နေမယ်အော်အယုရှေခဏနေပါဦးနင်ကလည်းဒေါသတွေအရန်ကြီးနေရပဲဒီလောက်များတဲ့ထမင်းဟင်းတွေကိုပြစ်လိုက်စီရလားနှမျောစီရအရန်ကောင်းနေလीငါအခုချက်ချင်းပဲဟင်းတွေကိုတော့ပြင်ခဲ့မယ်မစ္စတီကလည်းစိတ်ပြတ်ဝမ်းနေစွာနဲ့ငိုနေရင်သူမရဲ့အခန်းထဲကိုဝင်လာခဲ့လိုက်ပါတယ် သူမစဉ်းစားနေခဲ့ပါတယ်။ဒီရင်ကသူတွေကတကယ်ပါပဲထမင်းနဲ့နဲ့စားပြီးငြုပ်သီးမများစားရဲဆိုတာငါမှမသိရ။ဒီအကြောင်းလေးကိုသာသိမယ်ဆိုရင်တော့ထမင်းထဲမှာငါငြုပ်သီးမုံတပူလုံးထည့်လိုက်မှာပေါ့။အားလုံးကသူတို့ရဲ့အရသာအတိုင်းပဲထမင်းတွေကိုစားတောက်ခဲ့ကြပါတယ်။မစ္စတီကတော့ဘာမှစားတောက်မနေရောပဲနဲ့ဒီတိုင်းပဲအိတ်လိုက်ပါတယ်။အယူရှ်ကလည်းသူ့ကိုလာနှိုးပြီးနောက်မှာတော့ပြောပါတယ်။ကဲထားပါမစ္စတီရဲ့ဒီအတိုင်းဘာမှမစားမတော့ဘဲနဲ့အိတ်တယ်ဆိုတာကောင်းတဲ့ကိစ္စမဟုတ်ဘူး။နင်ဘာဖြစ်လို့အခုနောက်ကအားလုံးနဲ့ညင်းနေရတာလဲ။ညင်းစရာအကြောင်းမှမရှိရ ်မစ္စတီကလည်းထထိုင်ပြီးနောက်မှာတော့ပြောလိုက်ပါတယ်။ကျမဘယ်သူနဲ့ညင်းနေလို့လဲရှင်။ကျမလည်းအကောင်းမွန်ဆုံးချက်ပြုတ်ထားတာပဲလေ။ရှင်တို့မိသားစုဝင်တွေအားလုံးကအရန်အဆက်ဆားကြရတဲ့ဆိုတဲ့အကြောင်းကိုကျမမသိရ။တော်ပြီတော်ပြီတော်ပြီ။ဘာဖြစ်လို့ငိုနေရတာလဲ။တော်လိုက်တော့လေ။ထမင်းထဆားတော့နောင်နေရောက်ဆော့ပြီးထမင်းဟင်းချက်မယ်ဆိုလို့ရှင်တို့မဆလာရီငရုတ်သေးတွေကိုတေချာထည့်ပြီးတော့ထမင်းဟင်းကိုချက်တော့ကြားလာ။မစ္စတီလည်းထမင်းထဆားခဲ့ပေမဲ့ဟင်းတွေကပြန်ပြင်ထားပြီးအရန်ကိုဆက်လုံးငန်းလုံးနေတဲ့အတွက်သူမမစားနိုင်ခဲ့ပါဘူး။ သူမလည်းဘာမှမစားဘဲနဲ့ပဲအိတ်လိုက်ပါတယ်။နောက်နေ့မနက်မောလင်းသွားခဲ့တဲ့အခါမှာတော့ဒီနေ့အောင်ဆပြီးတော့ငါထမင်းဟင်းချက်ပြုတ်ရင်ငရုတ်သေးတွေမစလာတွေအများကြီးထည့်မယ်။သူတို့မနက်အစောအကြိမ်ထမင်းဟင်းစားပြီးတာနဲ့ကျဲတွေကိုမမြင်ဘူးဆိုရင်တော့ငါ့ရဲ့နာမည်ကလည်း Misty မဟုတ်ဘူး။ Misty ထမင်းဟင်းချက်ပြုတ်ပြီးအားလုံးကိုကြွေးခဲ့တဲ့အခါမှာတော့ရောင်မအကြီးပြောလိုက်ပါတယ်။အော်ရောင်မရဲ့ဘာဖြစ်လို့ချက်ထားရတာလဲ။အမေကိုယ်တိုင်ချက်လိုက်မှာပေါ့။ပြီးတော့ရောင်မကထမင်းဟင်းကောင်းကောင်းချက်ပြုတ်တတ်တာလည်းမဟုတ်ဘူးလေ။ ကြနဲ့အမရေဒီနေ့စားကြည့်လိုက်ပါအောင်အရသာရှိတယ်ဆိုတာသိသွားလိမ့်မယ်။ကဲကောင်းပါရဲ့အမတွေကလည်းတင်ယူတတ်တဲ့သူဆိုတာကအတော်ဆုံးသူပဲ။ချွေးမလေးဒီနေ့ချက်ထားတဲ့ထမင်းဟင်းတွေကတကယ်အရန်စားကောင်းပြီးအရသာရှိတယ်ချွေးမလေး။နောက်နေ့အောင်စပြီးရောထမင်းဟင်းတွေကိုဒီပုံစံအတိုင်းပဲချန်တော့အခုဆိုရင်တော့မစ္စတီကဟင်းနဲ့မငရုပ်သီးမောက်တွေအများကြီးထည့်ပါရယ်။သူတို့အားလုံးကတော့အဆင်ပြေပြေစားတော့နိုင်နေခဲ့ပေမယ့်ဒီမကတော့အဆက်တွေကိုမစားနိုင်တဲ့အကျိုးအငတ်ခံနေရပါရယ်။ဒါကြောင့်ဒီမကိုယ်တိုင်ပဲဒီမစားတော့တဲ့ပုံစံအတိုင်းချက်ပြုတ်ဖို့အတွက်စဉ်းစားခဲ့ပါရယ်။ ။သူမချက်ပြုံးနေခဲ့တဲ့အချိန်မှာပဲသူ့ရဲ့ရောင်မအခြေရောက်လာခဲ့ပြီးတော့တားလိုက်ပါတယ်။ပြီးတော့ပြောခဲ့ပါတယ်။ကဲရောင်မရေအိမ်မှာတယောက်ချင်းစီကသူတို့သဘောကျနှစ်သက်တဲ့ပုံစံအတိုင်းအစားအသောက်တွေကိုချက်ပြုံးနေမယ်ဆိုရင်တော့ဘယ်ဖြစ်ပါမလဲ။အိမ်တောင်ဆိုတာကဘလောက်တောင်မှစစ်စစ်သုံးဆွဲထရေတာတက်ရလဲဆိုတာကိုသိရလား။မိသားစုဝင်တွေကိုတယောက်တစ်မျိုးစီလိုက်ချက်ကျွေးနေလို့မရဘူးလေ။ကျမတို့အမေကဒီအိမ်ကိုဘယ်လိုမျိုးပြုစုပြောင်းထောင်ခဲ့ရလဲ။မစားကျင်လဲစားပြီးတော့နေထိုင်ခဲ့ရတာကြီးပဲ ဒီမှာချက်ထားတဲ့သမင်ဟင်းတွေအများကြီးရှိတာပဲအစဉ်ပြေတာကိုပဲစားလိုက်ပေါ့မစ္စတီလက်အရင်လေးကစပြီးသူမစားတော့ဖို့အတွက်တီတန်ဘာတစ်ခုမှချက်ပြုတ်မနေတော့ပါဘူး15ရက်ကျော်ကုန်းဆုံးသွားခဲ့ပါပြီသူမကအသေးနံတွေဘစ်ကစ်တွေစားပြီးတော့ပဲနေထိုင်နေခဲ့ပါတယ်သူမတစ်ခုခုစားလားမစားဘူးလားဆိုတာကိုတော့မှဘယ်သူမှသူမကိုမမေးခဲ့ကြပါဘူးအယုရှ်ကသူ့ကိုလာမေးတဲ့အချိန်မှလည်းသူကပြောလိုက်ပါတယ်ကျမစားပြီးသွားပြီရတယ်နောက်တော့အိုင်ရှာကလည်းသူ့ရဲ့မိသားစုဝင်တွေနဲ့အတူတူဒုဘိုင်းကိုပြန်သွားခဲ့ပြီးမြဲ မစ္စတီတယောက်ကျမကြီးအချင်းလေးတော်လေးဆွေးရွာသွားခဲ့ပါရီကျမကြီးကတော်လေးဆွေးရွာသွားခဲ့တဲ့အတွက်သူမစေယုံတင်လိုက်ရတဲ့အထီးပါပဲသူကရက်များစွာကြအောင်ခမင်းမစားဘူးနဲ့တူတယ်သူရဲ့ခနာကိုကတော်လေးကိုအားနေနေတယ်သူမကရေလဲတိတ်မတော့တဲ့အတွက်ကြောင့်မို့လို့ရေဓာတ်ကလည်းလိုအပ်နေသေးတယ်သူနေပြန်ကောင်းကျမသွားမှာပါဒါပေမဲ့ကောင်းကောင်းမွန်မွန်တော့ဆေးကုသပေးဖို့လိုအပ်လိမ့်မယ်ဘလို့ဖြစ်တာလဲအမေရဲ့မစ္စတီကခမင်းမစားတာတော်လေးကြာနေပြီတဲ့ငါဘလို့သိမလဲဟဲ့သူခမင်းစားလားမစားဘူးလားဆိုတာကိုတော့သူကနေရဲ့မိမလေးနင်းသိရမှာပေါ့ ။အယုရှ်ကမစ္စတီကိုမေးခဲ့တဲ့အခါမှာမစ္စတီကတော့ငိုနေခဲ့ပါတယ်ပြီးတော့ပြောလိုက်ပါတယ်။ကျမဘလို့စားရမှာလဲအားလုံးကဒီလောက်တောင်မှစက်နေတဲ့ထမင်းဟင်းတွေကိုစားနေကြတာလေ။ငါတို့ကစက်တာစားတယ်ဆိုလို့ရှင်လဲနင်ကိုယ်တိုင်စားဖို့အတွက်အသီးတန်တစ်ခုခုချက်လိုက်ပါဟဲ့။ကျမလည်းကိုယ့်ဟာကိုစားဖို့အတွက်ချက်ပါသေးရဲ့။ရှောင်းမကရောက်လာပြီးတော့ကျမကိုလာတားထားလို့အရင်တော့ကျမလည်းထမင်းဟင်းတွေကိုယ်တိုင်ချက်ဖို့အတွက်တတ်တီမရှိတော့ဘူး။အော်အယူမရဲ့ငါတို့ကစတဲ့အစားအသောက်တွေကိုစားနေရဲဆိုတာနဲ့ပဲ နေငေါ့အငတ်ခံနေရမယ်ဆိုတဲ့အထိပ္ပယ်မှမဟုတ်ကြ။နေငေါ့ပြောပါလား။နေအတွက်ချက်ပြုတ်နေရင်ဟင်းတွေကိုတီးတန့်ဖယ်ထားပြီးကြာနေတဲ့ဟင်းတွေမှာပဲငရုတ်သီးထင်မှာပေါ့။နေသာဒီထက်ပိုပြီးနေမကောင်းဖြစ်သွားလို့ရှင်ဘလို့လုပ်မလဲ။ငါတို့ကစားတဲ့အစာအသောက်တွေကိုစားတယ်ဆိုပေမဲ့ဒီနေ့အောင်စပြီးရောနေအစဉ်ပြေသလိုမျိုးပဲစားလိုက်တော့နော်။နေကဒီရင်ကချွေးမလီရင်ဘယ်ကပါအောင်မလဲ။ငါတို့အတွက်တန်ဖိုးရှိတဲ့လူသားတယောက်ပဲ။အိုင်ရှာအကြောင်းကိုတော့ပြောမနေနဲ့။သူကသူ့ရဲ့အိမ်ကိုသွားလိုက်ပြီလေ။ရခမဖြစ်သူရဲ့စကားတွေကိုကြားခဲ့ရတဲ့အခါမှာမစ္စတီလဲဝမ်းတာသွားခဲ့ပါရဲ့ ။နောက်တော့ Misty ကလည်းထမင်းကောင်းကောင်းပြန်ဆွာခဲ့တဲ့အခါမှာတော့ကျမကြီးပြန်ကောင်းသွားခဲ့ပါရယ်။နေပြန်ကောင်းကျမသွားတဲ့နောက်မှာ Misty ကသူမကိုယ်တိုင်စားတော့ဖို့အတွက်ငရုတ်သီးနေတဲ့ဟင်းနဲ့ရခမရင်ကားတွေအတွက်ငရုတ်သီးများတဲ့ဟင်းတွေကိုချက်ပြုတ်ပေးလိုက်ပါရယ်။အမေရခမနှစ်ယောက်လုံးကလည်းပျော်ရွှင်စွာနဲ့နေထိုင်သွားခဲ့ကြပါရယ်။နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့ကြက်ဥတော်ရှိတဲ့ဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်။ စပနာဆိုတဲ့မိန်ကလေးတယောက်ကတော့သူရဲ့မောင်လေးဖြစ်သူစာဂတ်သူရဲ့မိခင်ဖြစ်သူနဲ့အင်ဂလိပ်တိတ်မော်နီတာနေခဲ့ပါတယ်။ဖခင်ဖြစ်သူကွယ်လွန်သွားခဲ့ပြီးရဲ့နောက်မှာတော့မိခင်ဖြစ်သူတယောက်ထဲစူးစမ်းရုံးကန်နေခဲ့ရတာပါ။အခြားသူတွေရဲ့အိမ်မှာတန့်ရှင်ရင်းနဲ့ထမင်းဟင်းချက်တဲ့အလုပ်ကိုလိုင်လံလောက်ကိုင်းနေရင်းနဲ့တာသမီတွေကိုရှာကြွေးနေခဲ့ပါတယ်။ဒါပေမဲ့မိုးရောက်တဲ့အပြင်ကိုရှောက်သွားနေရလို့နဲ့အတွက်ကျမကြီးအချိန်လေးအတော်ဆိုးရွားလာခဲ့ပါတယ်။အမကြီးအမေကအလုပ်မသွားတာတပတ်လောက်တော့မှကြာနေပြီနော်။ အိမ်မှာပတ်စံကလည်းမရှိတော့ဘူးအမေကိုဘယ်လိုမျိုးဆေးကုသပေးကြမလဲဗျာရပါတယ်နင်ဘာတွေကိုအလောက်တော်မှစောရင်ပုံပန်းနေရတာလဲဘာမှအရန်ကြီးလဲပုံပန်းမနေနဲ့ဟုတ်ပြီလားငါတို့ရှိမှအိမ်ရှိသေးရပဲအိမ်ကိုရောင်းပြီးတော့အမေကိုဆေးကုသပေးကြရအောင်ဒါပေမဲ့အမရဲ့ဒီနောက်တော့ဘယ်ကိုသွားရမှာလဲရပါတယ်ငါတို့တခုမဟုတ်တခုစဉ်းစားကြတာပေါ့ငါတို့အတွက်ဒီအိမ်ကြီးထပ်ပို့ပြီးတော့အမေကတန်ဖိုးရှိပါတယ်ဆပ်နာကလည်းသူ့ရဲ့အိမ်ကိုရောင်းချပြလိုက်ပါတော့တယ် ကြော်ရဲပတ်စံနဲ့သူ့အမေရဲ့ကြမ်းမကြီးပြန်လဲကောင်းမွန်လာဖို့အတွက်သူမစိတ်ကူတာပေးလိုက်ပါတယ်။ဒါပေမဲ့လည်းသူမရဲ့အမေကတော့ကွဲလွန်သွားခဲ့ပါတယ်။အဒီနေ့ညမှာပဲမောင်နှမနှစ်ယောက်စလုံးမိဘမဖြစ်သွားခဲ့ကြရပါပြီ။သူတို့ရဲ့အိမ်ကိုလည်းဆုံးရှုံးခဲ့ရသလိုသူတို့ရဲ့အမေကိုလည်းဆုံးရှုံးခဲ့ရပါတယ်။သူတို့ရှိမှစားတောက်ဖို့အတွက်ထမင်းလည်းမရှိသလိုမျိုးနေထိုင်ဖို့အတွက်အိမ်တစ်လုံးလည်းမရှိတော့ပါဘူး။အမကြီးအခုကျွန်တော်တို့ဘယ်ကိုသွားကြမလဲ၊ဘယ်မှာသွားနေရမလဲ။စပနာရှိမှသူ့မောင်လေးမိနေမိကုန်တွေအတွက်ဘာအဖြေမှမရှိခဲ့ပါဘူး။ မိုးရသည်ဖြစ်ပါတယ်။ဒါကြောင့်အချိန်ခဏကြာသွားတဲ့အခါမှာမိုးတွေတဲထန်စွာရွာသွန်းလာခဲ့ပါတယ်။အမရေတခခုလောက်ပေါင်းဒီပုံစံအတိုင်းဆိုရင်တော့ကျွန်တော်တို့အရန်ကိုဆော်ရွှဲသွားလိမ့်မယ်။စပနာနဲ့အနီးဘဝင်ချင်းကိုကြည့်ခဲ့ပေမယ့်သူမဘာတခခုကမမတွေ့ခဲ့ရပါဘူး။သူမရှေ့ဆက်ပြီးသွားကြည့်လိုက်တဲ့အခါမှာတော့ဝလုံးတွေအများကြီးကိုမြင်တွေ့ခဲ့ရပါတယ်။ဖို့အိုဂျီတယောက်ကအဲ့ဒီမှာထိုင်နေခဲ့ပြီးသူကလည်းမိုးရေရေဆိုးရွှဲနေခဲ့ပါတယ်။စပနာကလည်းအဲ့ဒီဖို့အိုဂျီစီကိုအမြန်ဆုံးပြေးသွားလိုက်ပါတယ်။ ဒုက္ခပါပဲအဖိုးရဲ့မိုးရေထဲမှာဆိုရွှဲကုန်ပြီလေဒီလိုမျိုးမိုးရေထဲမှာဆိုရွှဲနေမယ်ဆိုလို့ရှင်တော့နေမကောင်းဖြစ်သွားလိမ့်မယ်သမီးလေးရဲ့ငါ့အတွက်ဒီလောကကြီးမှာဘယ်သူမှရှိတာမဟုတ်ဘူးငါ့သားလေးရတယ်ငါ့အိမ်ကနေမောင်းထုတ်ပြစ်လိုက်တယ်ငါအခုဒီမှာပဲနေတော့တာငါ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကလည်းလှုပ်လို့တော့မရတော့ဘူးအတက်ကလည်းကြီးနေပြီဆိုတော့ဘာမှလည်းကောင်းကောင်းမလုပ်ကင်နိုင်တော့ဘူးလေနောက်ထပ်ဘာအလုပ်တွေကိုထပ်ပြီးတော့လုပ်နေအောင်ပါလေအဲ့ဒါကြောင့်ဘွားကိုအရှုံးပေးပြီးတော့ဒီလိုအခြေအနေအတိုင်းပဲနေထိုင်သွားတော့ဖို့အတွက်စဉ်းစားထားတယ် ။အော်အဖိုးရယ်ဘာလို့ဒီလောက်တောင်မှစွရင်ပူပန်နေရတာလဲ။အရန်ကြီးလက်ပူပန်မလီပါနဲ့ရှင်။ကျမတယောက်လုံးရှိပါတယ်။ကျမအကူအညီပေးမယ်နော်။စပနာနဲ့စာကန်တို့နှစ်ယောက်စလုံးကလည်းစူးစမ်းကြပါရစေ။တို့ကတောက်ထဲဝင်သွားခဲ့ပြီးနောက်မှာတော့တစ်ပင်အကိုင်းခတ်တွင်နဲ့ဝါပင်တွင်အများကြီးကိုခုတ်လာခဲ့ပြီးအခန်းတစ်ခန်းဖြစ်အောင်လို့လုပ်ခဲ့ကြပါရစေ။တားနဲ့သမီးရဲ့လင်းတော့တကယ်အရန်ကိုသဘောထားကောင်းကြတာပဲ။ဘလို့ပုံစံမျိုးနဲ့ကျေးဇူးတင်ရမလဲဆိုတာနားတော့နားမလဲတော့ဘူး။ အခုခင်မှာကိုမွေးထားတဲ့သားသမီးတော်မှဒီလောက်ထိကောင်းမွန်ကြတာမဟုတ်ဘူးလေ။အော်အဲ့လိုတော့လည်းမပြောပါနဲ့။ကျမရဲ့အမေကကျမကိုတင်ပေးထားတဲ့အဖွေရဲ့လိုအပ်တဲ့သူတွေနဲ့တခြားသူတွေကိုအမြဲတမ်းအကူအညီပေးရမယ်တဲ့။ဟုတ်လား။ဒါနဲ့မင်းတို့နှစ်ယောက်လုံးညီမချောဘာဖြစ်လို့ရှောက်သွားနေကြရတာလဲ။နင်တို့ကအရင်အောင်ငယ်ကြသေးတယ်။နင်တို့ရဲ့မိဘတွေကရောဘယ်မှာလဲ။စပနာကလည်းသူ့ဘဝရဲ့အဖြစ်အဆိုတွေအကုန်လုံးကိုအဖိုးအကြီးကိုပြောပြပြီးနောက်မှာတော့ငိုကြွေးနေခဲ့ပါလေ။မမရေကျွန်တော်ဘိုက်အရန်စားတယ်။ ။ဘာမှမစားရတော့အတော်လေးကိုကြာနေပြီနော်။အခုလုံးဝကိုမသီးခံနိုင်တော့ဘူးဘိုက်ကတအားကိုစားနေပြီ။ဒီအချိန်မှာအဖိုးအကြီးကလည်းပြောလိုက်ပါရီ။သူစီမစားတော့ဖို့အတော့အနှဲငယ်ရှိပါသေးတယ်။အမရှိတဲ့စားတောက်တွေကိုထုတ်ပြီးနောက်မှာတော့စာကန်နဲ့စပနာတို့နှစ်ယောက်လုံးကိုကျွေးလိုက်ပါတယ်။ဒါနဲ့အမရဲ့အမေကျွန်တော်တို့ကိုအမြဲတမ်းလှုပ်ကြွေးတဲ့ကျောက်ဦးတော်ရှိကိုတော့မှသတိရသွားတယ်တိလား။အဲဒီကျောက်ဦးတော်ရှိကအရန်စားလို့ကောင်းတယ်နော်။အေးဟုတ်တယ်။အမေလှုပ်ကြွေးနေကြကျောက်ဦးတော်ရှိကဘလို့လှုပ်ရတာလဲဆိုတာကိုအမကောင်းကောင်းသိပါရယ်ကွာ ဒါပေမဲ့ခဏလေးထပ်ပြီးရောစောင့်ပေးနော်။တရားကြားလို့ရှင်တော့အမကိုယ်တိုင်နဲ့စားခြင်းနဲ့ကြောက်တော့ရှင်လောက်ကျွေးမယ်။အပြင်မှာမိုးတိတ်သွားတာကိုတို့အားလုံးတွေးခဲ့ကြရပါတယ်။ဒီနောက်မှာတော့တို့အဖိုးအကြီးကိုပြောခဲ့ကြပါတယ်။ကဲအဖိုးရေဒါဆိုရင်တော့ကျမတို့သွားတော့မယ်။ကျမလည်းအပြင်မှာအလုပ်လေးပါလေးရှာပြီးတော့ဘဝကိုဖျက်ဆီးရအောင်မယ်လေ။ဒါနဲ့တမိလေးရေနင်စိတ်မဆိုးဘူးဆိုလို့ရှင်တော့ငါနဲ့ကိုတစ်ခုလောက်ထပ်ပြီးတော့ပြောလို့ရမလား။ဟုတ်ကဲ့ဟုတ်ကဲ့ရပါတယ်ရပါတယ်ပြောပါအဖိုးရေပြောပါပါများပြောမလို့လေ။ငါတယောက်ထဲနေနေရတာလေ။ နေတော့နှစ်ယောက်လုံးကလည်းမိဘမဲ့ကလေးတွေဖြစ်သွားကြပြီးမိသားစုဝင်တွေမရှိကြတော့ဘူးဆိုတော့ဒီနေရာမှာပဲငါနဲ့အတူတူနေကြပါလားငါတို့တောင်ယောက်အတူတူပျော်ပျော်ရွှင်ရွှင်နေထိုင်ကြတာပေါ့ကွာနေတော့ကလည်းမိဘမေတ္တာကိုရရှိပြီးငါကလည်းကလေးတွေရဲ့ချစ်ချင်းမေတ္တာကိုရရှိသွားတာပေါ့ကောင်းတာပေါ့ရှင်ကောင်းတာပေါ့ဒီထက်ပိုကောင်းတဲ့ကိစ္စကဘာရှိအောင်မလဲကျမနဲ့ကျမရဲ့မောင်လေးရဲ့ဘဝမှာမိဘရဲ့မေတ္တာကိုပြန်လဲရရှိမယ်ဆိုတော့ကျမတို့အရန်ကိုဝမ်းတာမိပါတယ်ဒါနဲ့အဖေ ကျမတို့ဘယ်လိုမျိုးဘဝကိုရင်ဆိုင်ဖြတ်ကျော်ရမှာလဲကျမတို့ရှိမှာဘာဆိုဘာမှမရှိဘူးပတ်စံလည်းမရှိတယ်လို့မျိုးဘာမှမရှိဘူးအိမ်ကလည်းရှိတာမဟုတ်ဘူးငါသားလေးကတခါတလေကြားလို့ရှင်တော့ငါ့ကိုပတ်စံတွေပို့ပေးတတ်တယ်ငါမှာပတ်စံအနေငယ်ရှိပါတယ်ငါသားလေးမသိရကငါပတ်စံတွေကိုလိုအပ်တာမဟုတ်ဘူးသူ့ကိုပဲလိုအပ်နေခဲ့တာအဲ့ဒီပတ်စံတွေကိုမတောင်းဆွဲရသေးဘူးဆိုတော့အခုချိန်ထိငါမှာဒီအတိုင်းပဲရှိနေတယ်နေအဲ့ဒီပတ်စံတွေကိုယူပြီးစီးပွားရေးလုပ်ငန်းတစ်ခုခုစတင်လိုက်ပါလား ဒါပေမဲ့အဖေရဲ့ကျမဘာတခုမှမလုပ်တတ်ဘူး။တခါမှလည်းစီးပွားရေးပိုင်းမလုပ်ဖူးဘူးလေ။မမကြီးအခုနောက်ပြောတော့ကကြတော့မမေလှုပ်ပေးတဲ့ကျောက်ဥတော်ရှည်ကောင်းကောင်းလှုပ်တတ်တယ်ဆို။အဲ့ဒီကျောက်ဥတော်ရှည်လေးပဲလှုပ်ပါလား။အပြင်မှာလူတွေကိုကျောက်ဥတော်ရှည်ရောင်းမယ်ဆိုလို့ရှင်တော့အရသာအသေးစားရတဲ့အတွက်တို့လည်းသဘောကျကြလိမ့်မယ်။နောက်နေ့ရောက်သွားတဲ့အခါမှာမောင်နှမနှစ်ယောက်လုံးကလည်းဈေးကိုသွားပြီးနောက်မှာတော့လိုအပ်တဲ့ပစ္စည်းတွေအားလုံးကိုသွားရောက်ဝယ်ယူခဲ့ကြပါရစေ။ လဲအဟောင်းလေးတစ်စီးကိုလည်းသူတို့ကငှားယူပြီးနောက်မှာတော့စီးပွားရေးလုပ်ငန်းလေးကိုစတင်ခဲ့ကြပါတော့တယ်။စပနာကတော့သူ့အမေသူ့ကိုအမြဲတမ်းလှုပ်ကြွေးခဲ့တဲ့ပုံစံအတိုင်းကျောက်ဦးတော်ရှိကိုလှုပ်ရောင်းခဲ့ပါတယ်။သူမကလှုပ်ထားတဲ့ပထမဦးဆုံးကျောက်ဦးတော်ရှိတွေကိုတော့အဖေနဲ့မောင်လေးနှစ်ယောက်လုံးကိုကြွေးလိုက်ပါတယ်။နှစ်ယောက်လုံးကလည်းစားတော့ပြီးတဲ့အခါမှာဝမ်းသာပြောရွှေနေခဲ့ကြပါတယ်။ကောင်းတယ်မမရဲ့မမလှုပ်ထားတဲ့တိုးရှိကတကယ်အရန်အစားကောင်းတယ်မမေအမြဲတမ်းလှုပ်ကြွေးတဲ့တိုးရှိအတိုင်းပဲတည်လားမမလှုပ်ကြွေးတဲ့လက်ရကိုစားပြီးတော့မမေကိုယ်တော်မှသတိရသွားတယ်ဗျာ အေးဟုတ်တယ်တမီးလေးရဲ့ဒီလောက်တောင်မှအရသာရှိတယ်တိုးရှိကိုအဖေရဲ့ဘဝမှာဘယ်တော့မှမစားခဲ့ဘူးဘူးတည်းလားငါစားခဲ့ဘူးသမျှတိုးရှိတွေအကုန်လုံးထဲမှာနင်လောက်ကျွေးရဲ့တိုးရှိကအရသာရှိဆုံးနဲ့စားလို့အကောင်းဆုံးပဲခဏနေတော့ဝဲတို့တူတို့ဆိုင်ကိုရောက်ရှိလာခဲ့ပါတယ်ပြီးတော့လည်းပြောခဲ့ပါတယ်ကျောက်တိုးရှိဟုတ်လားအင်းဒီမှာတိုးချေဆိုင်အသေးထွက်နေရပဲငါ့ကိုလည်းတပွဲလောက်ပေးစားမအောင်ဘလို့အရသာရှိလဲဆိုတော့ကိုမြည်းစမ်းကြည့်အောင်မယ်စပနာကလည်းဝယ်သူအကြွအကောင်းမွန်ဆုံးကျောက်ဦးတိုးချေတပွဲကိုလှုပ်ပေးလိုက်ပါတယ် ဝဲသူကလည်းကြောက်တော့ရှေကိုစားပြီးရာနဲ့ပြောလိုက်ပါတယ်အရသာရှိတယ်တကယ်အရန်စားကောင်းတာပဲကျွန်တော်ဘัวတစ်လျှောက်လုံးဒီလောက်တောင်မှအရသာရှိတယ်ကြောက်ဦးတော့ရှေမျိုးကိုအခုမှပဲစားဖို့တာကောင်းတယ်ကောင်းတယ်အရန်ကိုအရသာရှိပြီးတော့စားလို့ကောင်းတယ်ဒီလိုနဲ့ဝဲသူကလည်းနောက်ထပ်ကြောက်တော့ရှေနှစ်ချက်အိမ်ကသူတွေကိုကြွေးဖို့အတွက်ဆိုပြီးပါဆယ်လေးထုတ်သွားခဲ့ပါတယ်အရင်နေ့မှတော့စပနာတယောက်အများကြီးမရောကောင်းခဲ့ပါဘူးဒီလောက်ပဲဒီမှာရောင်းရခဲ့ပါတယ်ဒီမှာရဲ့ဆိုင်လေးကိုလူသိမများသေးပါဘူးမောင်ဆိုင်လေးတိတ်အဆင်ပြေခဲ့တဲ့အခါမှာတော့ဒီမှာလည်းဝမ်းနေနေခဲ့ရပါဘော ရတဲ့သမီးကိစ္စမရှိဘူးဒီနေ့ကပထမဦးဆုံးနေရဆိုတော့ဒီလိုပဲပေါ့အဆင်ပြေသွားမှာပါနင်းအရန်ကြီးလဲဝမ်းနဲ့မနေပါနဲ့ဟုတ်ပြီလားနောက်နေ့မှာတော့ဇပနာကသူမရဲ့ကြောက်တို့ရှေဆိုင်လေးကိုထမှန်သွားဖွင့်ခဲ့ပါတယ်တဖြည်းဖြည်းနဲ့သူမရဲ့ဆိုင်ကလူတီများလာခဲ့ပြီးဝယ်သူတွေကလည်းသူမလောက်ရောင်းတဲ့တို့ရှေကိုအရန်ကြိုက်နေခဲ့ကြပါပြီရုတ်တရက်ကြီးသူမရဲ့ဆိုင်မှာဝယ်သူတွေဘလို့ဖြစ်လို့အများကြီးတိုးလာတာလဲဆိုတော့ကိုတော့ဇပနာကိုတိုင်လည်းနားမလည်နိုင်အောင်ဖြစ်နေခဲ့ရပါတယ်သူမဆိုင်ဖွင့်ပြီးအချိန်ခဏအတွင်းမှာပဲဆိုင်မှာရှိတဲ့ပစ္စည်းတွေအားလုံးရောင်းလို့ကုန်သွားခဲ့ပါပြီ ဇပနာကလည်းအစောကြီးပဲစိုင်းသိမ်းခဲ့ရပါတယ်။အရင်ကမှတော့ဒီမှာပတ်စံတွေအများကြီးရှာနိုင်သွားခဲ့ပါတယ်။နောက်ဆုံးမှာဝယ်သူတယောက်ဒီမှာရဲ့ဆိုင်ကိုရောက်လာခဲ့ပါတယ်။ပြီးတော့ပြောလိုက်ပါတယ်။ကျွန်တော်အတွက်တိုးရှိတစ်ချက်လောက်လုပ်ပေးလို့ရအောင်မလား။ခမရလို့ရောင်းတဲ့ကျောက်တိုးရှိအရင်စားကောင်းတယ်ဆိုပြီးတော့နမဲကြီးနေတော့လေကျွန်တော်ကလည်းစားကြည့်ချင်လို့ပါ။ကျွန်တော်တွေးလိုက်တယ်ဝယ်သူတွေကလည်းခမားဆိုင်မှာအများကြီးပဲတန်းစီစောင်းဆိုင်ပြီးတော့ဝယ်စားနေကြတာ။စပနာကလည်းနောက်ဆုံးကြံနေတဲ့တိုးရှိတစ်ချက်ကိုဝယ်သူကိုပေးလိုက်ပါတယ်။ပြီးသွားတဲ့အခါမှာတော့ပြောလိုက်ပါတယ် ဒါနဲ့ကျမကမနေ့ကပဲစိုင်းဖွင့်လာပါရှင်။ဒီနေ့မှရှင်ကစိုင်းကိုလာတာလေ။ကျမတို့ရှင်ကောင်းနေဆိုပြီးတော့ဘဲသူကများရှင်ကိုညှုံးပေးလိုက်ကြလေ။ဒီနောက်မှာဝဲသူကလည်းတပုံတပုံထုတ်ပြပြီးတော့စပနာကိုမေးလိုက်ပါရီ။ဒီလိုကစပနာရဲ့စိုင်းမှာတို့ရှင်လာဝဲစားခဲ့လားဆိုပြီးတော့ပါ။ဟုတ်တယ်ဟုတ်တယ်။မနေ့ရောင်ကကျမစီကဝယ်စားသွားခဲ့ရသူတယောက်ပဲရှိရလေကျမရဲ့ဝယ်သူဆိုလို့မနေ့ရောင်ကသူတယောက်ပဲရှိခဲ့ရသူကအိမ်ကသူတွေကိုကြွေးမယ်ဆိုပြီးတော့ပါစိတ်အောင်ထုတ်သွားသေးတယ် ဒါနဲ့ခမရမသိဘူးနဲ့တို့ပါတယ်သူကအစာတောက်ဘလော့ဂါလေးအရန်ကိုနာမည်ကြီးတယ်သူကသူ့ရဲ့ channel မှာခမရရဲ့မုတ်တွေကဘလောက်တောင်အရသာရှိလဲဆိုပြီးတော့ချီတူးစကားတွေအများကြီးပြောဆိုပေးခဲ့ဗီဒီယိုမှာခမရရဲ့တော်ရှိကိုလည်းသူကတတိတစားပြတာပေးခဲ့ဒီနေ့သူ့ကြောင့်ပဲခမရရဲ့ဆိုင်မှာဝဲသူတွေအများကြီးတိုးပွားလာခဲ့တာပေါ့ပြောဆိုပြီးနောက်မှာတော့ဝဲသူကလည်းထွက်ခွာသွားခဲ့ပါတယ်နောက်နေ့ရောက်ရှိသွားခဲ့တဲ့အခါမှာစပနာကလည်းဈေးရဲကိုသွားပြီးနောက်မှာတော့ကျောက်တော်ရှိလို့ဖို့အတွက် ပစ္စည်းတွေအများကြီးကိုဝယ်လာခဲ့လိုက်ပါတယ်။သူမရဲ့ဆိုင်ကအရန်ကိုနမဲကြော်ကြတဲ့အတွက်လူတွေကအများအားတိုးဝေနေပါတယ်။တဖြည်းဖြည်းနဲ့သူမရဲ့ကျောက်တော်ရှိကတော့တမျိုးလုံးအနနမဲကြီးသွားခဲ့ပါပြီ။လအနေငယ်ကြမြင်သွားခဲ့တဲ့အခါမှာသူမရဲ့စီးပွားရေးအခြေအနေအရန်ကိုတိုးတက်ကောင်းမွန်လာပြီးငားထားတဲ့လယ်လီကနေပြီးတော့ဆိုင်အခြေဒီဇိုင်းကိုဖွင့်လှစ်နိုင်သွားခဲ့ပါတယ်။အဲ့ဒါနဲ့အတူတူသူမကနေထိုင်ဖို့အတွက်အိမ်အခြေကြီးတအိမ်ကိုလည်းစောင့်လုပ်နိုင်သွားခဲ့ပါတယ်။သူရဲ့မောင်လေးစာကတ်ကိုလည်းမြို့မှာရှိတဲ့နမဲအကြီးဆုံးကျောင်းမှာကျောင်းထားပေးနိုင်သွားခဲ့ပါတယ် ဆပနာစာဂတ်သူ့ရဲ့အဖေ၃ယောက်လုံးကလည်းဘဝကိုပျော်ရွှင်စွာနဲ့ဖြတ်သန်းနေထိုင်သွားခဲ့ကြပါတော့တယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်။